င်္ဂလာပါအခုကတော့လက်ရှိအသုံးပြုနေတဲ့ Facebook account ကိုဝင်ဝင်ရှာလို့ရတဲ့ Facebook account အကြောင်းနဲ့ညီရွှေရှင်းပြပြဖြစ်ပါတယ်။အဲ့တော့ရေးသောကျွန်တော်ဒီ Facebook account ရဲ့ profile ပေါ့နော် profile ဝင်လိုက်ပါဝင်ပြီးသားပြီဆိုရင်ကျွန်တော်ဒီ down နားလေးမှာကျွန်တော်အဆက်လေး30ရှိပါတယ်။ဒါလေးတစ်ချက်နေပါနေပြီးသားပြီဆိုရင်ကျွန်တော်ဒီအောင်နားလေးမှာကျွန်တော်ဒီ10 on professional mode ဆက်ရှိပါတယ်ဒီ professional mode ကိုအရင်ဆုံးကျွန်တော်ဖွင့်ပေးရမှာပေါ့နော်အဲ့တော့10 on တစ်ချက်နေလိုက်မယ်နေပြီးသား next ကိုတစ်ချက်နေမယ် next ကိုနေမယ် အဲ့တော့ဒီဟာကျတော့ post တည်တင်ဘာနဲ့တင်ပါလဲဗောနော်အဲ့တော့ public နဲ့ယူလိုက်မယ်အဲ့တော့ဒီက confirm တစ်ချက်နေမယ် okay ပြီးရင်ဒါကျတော့ skip တစ်ချက်နေရမယ်ပြီးရင် go to professional mode ဗောနော်ဟုတ်ပြီဒါဆိုကြဒီ facebook account ကို professional mode ပြောင်းပြီးသွားပြီဗောနော်အဲ့တော့ဒါကိုပြန်ပြန်သွားလိုက်မယ် အဲ့တော့ professional mode ပြောင်းလိုက်ပြီဆိုကြတော့ဒီနားလေးမှာ professional dashboard ဆိုပြီးပေါ်လာပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီ Facebook account ကို professional mode ပြောင်းပြီးသားပြီဆိုရင်ကျွန်တော်ဒီ location ပေါ့နော်ကျွန်တော်ဒီ location change ရမယ်အဲ့တော့ location change ပို့တဲ့ကျွန်တော် back နဲ့ပြန်သွားမယ်ကျွန်တော်ဒီ setting ကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးကျွန်တော်ဒီအောက်ဆုံးနားလေးမှာအောက်နားလေးမှာကျွန်တော်ဒီ setting ရဲ့ privacy ဆိုရှိပါတယ်ဒါလေးကိုတစ်ချက်နှိပ်ပါနှိပ်ပြီးကျွန်တော်ဒီရဲ့ setting ဆိုတာတစ်ချက်နှိပ်ပါအဲ့နှိပ်ပြီးသားပြီဆိုရင်ကျွန်တော်ဒီအောက်နားလေးမှာပေါ့နော်ဒီအောက်နားလေးမှာ အဲ့ဒီအောင်ဒီရဲ့ပေါ့နော်ဒီ learn how to manage your information ပေါ့နော်ဒါလေးကိုတစ်ချက်နည်းလိုက်ပါအဲ့တော့ Facebook ကနေဝင်ခွင့်ရှာမယ်ဆိုရင်ကျွန်တော်ဒီ location ပေါ့နော် location ကျွန်တော်ဒီမြန်မာနိုင်ငံကနေတုံးလို့မရဘူးတခြားနိုင်ငံရဲ့ location ကိုရွေးပေးရတယ်ပေါ့နော်အဲ့ဒီညမှာတခုရှိတာကတခြားနိုင်ငံမှာကိုယ့်ရဲ့အသီးမိတ်ဆွေရှိတယ်ဆိုရင်တော့အဲ့ဒီအသီးမိတ်ဆွေရှိတဲ့နိုင်ငံကကျွန်တော်ဒီ location ကိုရွေးလေးရတယ်အဲ့လိုမှကျွန်တော်ဒီအသီးမိတ်ဆွေမရှိဘူးဆိုတော့ကျွန်တော်ဒီ service တွေပေါ့နော် service တွေရှိတဲ့နိုင်ငံရဲ့ location ပေါ့နော်အဲ့တော့ဒီနိုင်ငံမှာနေပြီးတော့ကျွန်တော်ဒီ Facebook ကနေဝင်ခွင့်ရှာမယ်ဆိုရင်ကျွန်တော်ဒီ စာပေအဲ့ပါဘောနော်အဲ့တော့စာပေကကြောင့်ဒီထိုင်းနိုင်ငံမှာကစာပေတရားပို့ပြီးတော့များတယ်ဘောနော်အဲ့တော့ကျွန်တော်ဒီ change location ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့ဒီမှာ location ဘောနော် location ကကြောင့်ဒီထိုင်းထိုင်း location ဘောနော်ထိုင်း location လေးကြောင့်ရွေးပေးလိုက်မယ်အဲ့ဒီထိုင်းလမ်းဘောနော်အပြီးတော့ကျွန်တော်ဒီရဲ့ container ကိုတစ်ချက်နှိပ်လိုက်အပြီးကျွန်တော်ခဏဆောင်ပေးမယ်နော်အဲ့ဒါဆိုကျွန်တော် location ဆိုတဲ့နေရာမှာထိုင်းနိုင်ငံဖြစ်သွားပြီထိုင်းနိုင်ငံဖြစ်သွားပြီဆိုတော့ကျွန်တော် back နဲ့ပြန်သွားမယ်ဒါတစ်ခု change ပြီးသွားပြီဘောနော် အဲပြီးသွားပြီဆိုရင်ကျွန်တော်ဒီ tightness ဒီ setting ရဲ့ privacy ထဲမှာပေါ့နော် setting ရဲ့ privacy ထဲမှာတော့ကျွန်တော်ဒီမှာ notification ဆိုရှိလဲဒါလေးကိုတစ်ချက်နှိမ့်လိုက်။နောက်ပြီးကျွန်တော်ဒီအောင်းနာလေးမှာအဲဒီ voting reminder ပေါ့နော်ဒါလေးကိုတစ်ချက်တန်းနှိမ့်ပါ။နောက်ပြီးကျွန်တော်ဒီနေရာမှာ location ထပ်ပြီးရွေးပေးရမယ်နော်။အဲ့တော့ကျွန်တော်ဒါလေးကိုတစ်ချက်နှိမ့်လိုက်မယ်။အဲ့တော့ဒီနေရာမှာကကြတော့ကျွန်တော်ဒီထိုင်းနိုင်ငံက location တစ်ခုကိုရွေးပေးရမယ်။အထိုင်းနိုင်ငံက location ဆိုတော့ဒီမှာ BNGKOK ပေါ့နော် Bangkok လို့ရွေးလိုက်မယ်။ ယူလိုက်တော့သူကဒီထိုင်းစာတွေနဲ့ပေါ်လာတယ်အဲ့တော့ဒါဒီမှာတစ်ခုခုပေါ့နော်ဒါနဲ့ location တစ်ခုခုကျွန်တော်ယူလိုက်မယ်နော်ယူပြီးသွားပြီဆိုရင်ကျွန်တော်တရား back နဲ့ပြန်သွားမယ် ဒါဆိုကြောင့်ဒီမှာ location တော့ change လုပ်ပြီးသွားတာ change လုပ်ရတဲ့ location နှစ်ခုပေါ့နော် primary location ကတော့ဒါ change လုပ်မရအောင်ဆိုတော့ဒါမ change တော့ဘူးအဒီ change လုပ်ရတဲ့ location နှစ်ခု change ပြီးသွားပြီပြီးတော့နောက်ထပ်တစ်ခုသိချာမှာပါလဲဆိုတော့ကျွန်တော်ဒီ Facebook ကိုအသုံးပြုမယ်မယ်ဆိုရင်ဒီ face ဒီ location နဲ့အသုံးပြုမယ်ဆိုရင်ကျွန်တော်ဒီ VPN ပေါ့နော် VPN ကိုကျွန်တော်ဒီ premium version ဝယ်တော့မှာအဲ့ဒီ premium version မှာမှကျွန်တော်ဒီ location change လုပ်ရတဲ့ premium version ဝင်တော့မှာအဒီ Thailand location နဲ့ပေါ့နော် Thailand location နဲ့ VPN ကိုဖွင့်ပြီးအသုံးပြုရမှာပေါ့နော်တခြား VPN အနေနဲ့အသုံးပြုနေမယ်ဆိုရင်တော့သူက location ပြန်ပြောင်းသွားနိုင်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ဒီ premium version ကိုမှာ Thai location Thai location နဲ့အသုံးပြုလို့ရတယ် VPN ဝယ်ပြီးတော့အသုံးပြုပါနော် Okay ဒါဆိုရင်ကျွန်တော်ဒီဝင်ငွေရှာလို့ရတဲ့ Facebook account ပြောင်းဖို့အတွက်ကျွန်တော်ဒီ professional mode ကိုလည်းကျွန်တော် on ပြီးသွားပြီ။ကျွန်တော်ဒီ setting အနေနဲ့ကျွန်တော်ဒီ location နဲ့ change ပြီးသွားပြီပေါ့နော်။နောက်တစ်ခုအနေနဲ့ကကျွန်တော်ဒီ profile ပေါ့နော်။ profile မှာလည်းကျွန်တော်ဒီဖြစ်နိုင် location change ထားတာတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်။ ော့ profile location ဆိုတာကကြောင့်ဒီအပေါက်ကိုတစ်ချိန်နှိပ်လိုက်အနှိပ်ပြီးရင်ကြောင့်ဒီနားလေးမှာစာဒီ see your about info ဝန်ထားလေးတစ်ချိန်နှိပ်အဲဒါလေးကိုလည်းကျွန်တော်ဒီထိုင်းနိုင်ငံက location တွေရွေးပေးလိုက်ပါเนาะအဲ့တော့ကျွန်တော်ဒီမှာတော့ဒါတွေကမပြောင်းတော့เนาะအဲပြီးသွားပြီဆိုရင်ကျွန်တော်ဘာထပ်တော့ရမလဲဆိုတော့ကျွန်တော်ဒီ professional dashboard ပေါ့เนาะဒါလေးကိုတစ်ချိန်နှိပ်လိုက်ပါအဲ့ဒီ professional dashboard ထဲဝင်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီအပေါ်မှာ home တို့ insight တို့ content တို့ engagement တို့ဒီဘက်မှာဆိုရင်ဒါ monetization ဆိုပြီးရှိတယ်အဲ့ဒါလေးတစ်ချက်နှိမ့်လိုက် Okay နိုင်ပြီးသားပြီဆိုရင်ကျွန်တော်ဒီမှာကအခုအသုံးများတဲ့ကျွန်တော်ဒီ content monetization ပေါ့နော်ကျွန်တော်ဒီ time ပေါ်မှာဆိုတာ CMCM လို့ပြောကြရတယ်ပေါ့နော်ဒီဒီ content monetization ကိုဒါ invite လုပ်ပေးရမှာနော်အဲ့တော့ဒါလေးတစ်ချက်နှိမ့်လိုက်နှိမ့်ပြီးကျွန်တော်ဒီမှာ I am interested ဆိုတာလေးကိုတစ်ချက်နှိမ့်ပြီးလိုက်အဲ့ပြီးရင် submit interested ဆိုတာလေးကိုတစ်ချက်နှိမ့်ပြီးလိုက်ဒါဆိုရပြီပေါ့နော်ဒီ content monetization ကို invite လုပ်လိုက်ပြီ invite လုပ်ပြီးသွားပြီဆိုရင်ဒါဒီ account ကနေ post တွေပုံမှန်တင်ရမယ် video တွေပုံမှန်တင်ရမယ်ဒီညမှာတခွေ့ရှိရပါလဲဆိုတော့ကျွန်တော်ဒီ post တွေကျွန်တော်ဒီ post တွေ video တွေပေါ့နော်ဗလက် photo တွေ video တွေကိုဒါကိုယ်ပိုင်နေပဲတုံးပါသူများတင်မိသားတွေယူမတုံးပါနဲ့ကိုယ်ပိုင်တင်မယ်ပုံမှန်ဒီနေ့စပုံမှန်တင်သွားမယ်ဆိုရင်ဒီ content monetization ကျွန်တော်ဒီပွင့်သွားပြီပေါ့နော်ပွင့်သွားပြီဆိုကျွန်တော်ဒီမှာဒီအပေါ်ရောက်သွားလိမ့်မယ်အပေါ်ရောက်သွားပြီတော့ကျွန်တော်ဒီဘေးမှာ setup တို့ပါလို့ပေါ်လိမ့်မယ်အဲ့ဒါဆိုကျွန်တော်ဒီ content monetization ရသွားပြီရသွားပြီဆိုတော့ဒါဒီ account အနေနဲ့ဒါ စာပေအပ်ပြီးတော့ဒါဝင်ငွေရှာလို့ရပြီပေါ့နော်အဲ့တော့ content monetization မပွင့်ခင်ကတော့ဒါ positive ပဲတင်ရမယ်ကျွန်တော်ဒီ content monetization ပွင့်ဖို့ဆိုပြီးတော့တည်တဲ့မရှိဘူးဒီပုံမှန်တင်ပေးမယ်ဆိုရင်ဒါ content content monetization ကပွင့်သွားမယ်အဲ့လိုပွင့်သွားပြီဆိုရင်တော့ကိုကဒီနိုင်ငံမှာဆိုရင်တော့ဒီတော့တခြားဒီထိုင်းနိုင်ငံပေါ့နော်ထိုင်းနိုင်ငံကျွန်တော်ဒီစာပေကိုအပ်ရမယ်အဲ့စာပေအပ်ပြီးတော့ကျွန်တော် ban account တွေချိန်ပြီးသွားပြီဆိုရင်တော့ဒီ Facebook ကနေနောက်ထပ်တင်တဲ့ post တွေပေါ့နော်တင်တဲ့ post တွေကနေဒါ view များများသလိုဒါဝင်ငွေစပြီးတော့ရပြီ ဟုတ်ပြီနော်အဲ့တော့အဓိကတော့ VPN ပေါ့နော် VPN ကိုကျွန်တော်ဒီ time location နဲ့အသုံးပြုလို့ရတယ် VPN ကိုဒါဝယ်ပြီးတော့တောင်းပေါ့နော်โอเคဒါဆိုရင်တော့ကျွန်တော်ဒီသင်္ကန်းစာလေးကိုအားလုံးနားလည်မယ်ထင်ပါတယ်